။ဘာကြောင့် Grand Prix ပြိုင်ပွဲဝင်မော်တော်ဆိုင်ကယ်သမားအများစုမှာ ဒီလိုမှရရှိနေကြတာလို့ထင်ပါတယ်တေချာကြည့်မယ်ဆိုရင် Grand Prix ပြိုင်ပွဲဝင် မော်တော်ဆိုင်ကယ်သမားတွေမှာထူးဆန်းတဲ့အချက်တစ်ခုကိုသတိထားမိမှာပါအဲ့ဒါကတော့သူတို့တွေရဲ့လက်မောက်အောက်ပိုင်းမှာအမာရိုးတစ်ခုရှိနေတာဖြစ်ပါတယ်ဒါကတာမန်မာရိုးတစ်ခုမဟုတ်ပါဘူးသူတို့ရဲ့အလုတ်ကန်ကိုပါကယ်တင်ပေးတဲ့အမာရိုးတစ်ခုဖြစ်ပါတယ် Grand Prix ပြိုင်ပွဲဝင်မော်တော်ဆိုင်ကယ်သမားတွေကတာမန်မော်တော်ဆိုင်ကယ်စီးတာနဲ့လုံးဝကွာခြားပါတယ်သူတို့က300ကီလိုမီတာကနေ300ကီလိုမီတာကို3စက္ကန့်ကနေ လေးစက္ကန့်အတွင်းနှိအောင်လုံနိုင်တဲ့ရန်ရရားတွေကိုထိန်းချုပ်ရသူတွေဖြစ်ပါတယ်။ဒါပေမဲ့တကယ်စိန်ခေါ်မှုကအရှိန်မဟုတ်ပါဘူး။ brake ကိုနှိပ်ဖို့အတွက် kilogram 60အထိအားစိုက်ရပါတယ်။ဒါကလူကြီးတစ်ယောက်ရဲ့အလေးချိန်နဲ့ညီမျှပါတယ်။ဒါကိုအချင်းချင်းခါခါလုပ်နေရတာကမိနစ်40ကြာတဲ့ပြိုင်ပွဲတစ်ခုမှာတပတ်ကို10ချိန်ကျော် brake နေရပြီးစုစုပေါင်းမိနစ်20ကျော်လောက်အထိကြီးမားတဲ့ brake PR ကိုခံစားရပါတယ်။ပြဿနာကသူတို့ရဲ့လက်မောင်းအောက်ပိုင်းကကြွက်သားတွေဟာအလော့အမင်းညစ်အားကြောင့်ရောင်းလာပါတယ်ဒါပေမဲ့အကျော်ခုံးကတော့ကျေလာလို့မရပါဘူးဒါကြောင့်ကြွက်သားတွေကပိတ်မိနေပြီးပြင်းထန်တဲ့နာကျင်မှုကိုဖြစ်စေပါတယ်ဒါကို လက်မောင်းကျွတ်သားညစ်အားလို့ခေါ်ပါတယ်2020ခုနှစ်မှာဖီဘီယိုဆိုတဲ့သူကပြိုင်ပွဲမှာဥဆောင်နေပေမဲ့ဒီအခြေအနေတွေကြောင့်နောက်ဆုံးပတ်တွေမှာ73နေရာထိကျဆင်းသွားခဲ့ပါတယ်ဒီအကြောဖုံးကိုခွဲစိတ်ဖြေလျှော့ခြင်းအဖြစ်စီးနင်းသူတွေကသူတို့ရဲ့လက်မောင်းတွေကိုရောသူတို့ရဲ့အလုတ်ကင်ကိုပါကယ်တင်နိုင်သွားတာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ Creative Studio လေးကို Like and Follow လုပ်ခဲ့ပေးကြပါအောင်နော်